တဏှာခရီးသွားရင်အမှားလုံးမိတဲ့ပုဂ္ဂိုလ်တွေကဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားပြီးတော့အမှားမလုံးမိအောင်တတိဆောင်ကြဖို့ပါပဲတဏှာခရီးသွားနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအမှားလုံးမိတတ်ကြတယ် မှန်လုံးမိတဲ့အခါမှာဘာကြောင့်အမှန်လုံးမိတယ်လဲဆိုရင်အမှန်လုံးမိခြင်းအကြောင်းတရားတွေကတော့အမှန်တရားကိုမသိတာကတော့အဓိကပဲပေါ့ဒီလုံးတဲ့နာနဲ့မလုံးတဲ့နာကိုခွဲခြားပြီးတော့မသိဘူးလုံးတဲ့နာမလုံးတဲ့နာခွဲခြားမသိတဲ့အတွက်ကြောင့်မလုံးတဲ့နာကိုလုံးမိခြင်းလုံးတဲ့လုံးတဲ့နာကြတော့မလုံးမိခြင်းဆိုတာက အဓိကအကြောင်းတစ်ခုပဲမတိတာကိုအကြောင်းပြုပြီးတော့အဆိုးကိုကောင်းထင်ပြီးတော့ဇမ္မာယံခါလူတွေဟာလုံမိတတ်တယ်ပေါ့မမရင်းရင်းနေတစ်ခုခု လုံမိသွားပြီဆိုလို့ရှိရင်ခံရတဲ့အကျိုးဆက်ဟာသက်တမ်းရတယ်လို့မရှိဘူးပေါ့အဲ့ဒါတွေကိုဘုန်းကြီးတို့တွေ ဆိုတာမြတ်စွာရဲ့လက်ထက်တော်အခါမှာကြုံတွေ့ခဲ့ရတဲ့ပုံကိုယ်ရဲ့အခြေအနေကိုဆင်ញင်သုံးသပ်ပြီးတော့ဒါကိုယ့်ကိုယ်ကိုသတိပေးထားဖို့ပါနော်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ကောင်းမှုမကောင်းမှုဒီနှစ်ခုဟာဘာနဲ့စံပြုတ်ပြီးတော့ခွဲရတော့လို့ဆိုတော့မြတ်စွာဘုရားကလုတ်ပြီးတဲ့အခါမှာ ူပန်းနေရတဲ့အလုံးမျိုးလုတ်ပြီးတဲ့နောက်မှာအော်လုံးပြီးတာမှားလိခြင်းလို့စိတ်ထဲမှာပူပန်ရတဲ့အလုံးမျိုးဟာ ਨੇ မကောင်းတဲ့အလုပ်လို့ခေါ်တယ်။အဲ့ဒီအလုပ်တစ်ခုကိုလုံးပြီးပြီးတဲ့နောက်မှာဘယ်အလုပ်ပဲဖြစ်ဖြစ်အကျိုးဆိုတာပေါ်လာတတ်တယ် reset ဆိုတာရှိတယ်ပေါ့ဆိုတော့တရားပင်တစ်ပင်ဆိုင်ရင်တရားသီးဆိုတာတီးလာမှာပဲဒါအကျိုးပေါ့နော်အေးကိုလုပ်တဲ့အလုပ်တစ်ခုဟာ စိတ်ထဲကတွေးတာပဲဖြစ်စေနှုတ်ကထုတ်ပေါ်ပြောတာပဲဖြစ်စေကိုယ်အထိလက်ရောက်လှုပ်တာပဲဖြစ်ဖြစ်တခုလုံးလိုက်လို့ရှင်ထုံလုံးရက်ရဲ့အကျိုးသက်ဆိုတာအကျိုးသက်ရောက်မှုကပေါ်လာမှာပဲအဲ့ဒီလိုပေါ်လာတဲ့အခါဖြစ်ပေါ်လာတဲ့အကျိုးတရားကိုငုံငုံကြီးမိတ်ပြီးတော့ခံစားရမယ့်အလုပ်မျိုးဟာမကောင်းတဲ့အလုပ်တဲ့ဒီနှစ်ချက်နဲ့ပတ်ရမယ်နော် ဒါမြတ်စွာဘုရားဒေသနာတော်နဲ့ပြောမယ်ဆိုရင်နတံကမ္မံကတံတာတုဒီလိုမျိုးကမကောင်းဘူးတဲ့ပဲလို့တော့ဉာဏ်ကတ္တဝအနုတ္တပတိလုတ်ပြီးတဲ့နောက်မှာပူပန်နေရတဲ့အဲ့ဒီလိုမျိုးဘယ်တော့မှမလုံမိစေနဲ့ဒါမှရဲနဲ့လုတ်ရတခုပဲယတ္တအတုမူခောရောဒံအတုမူခောဆိုတာမျက်ရည်ရွှဲနေတဲ့မျက်နှာ ရောဓံဆိုတာတငုံငုံတယူယူနဲ့ဇတအတ္တမူခောရောဓံဝိပါကံပရိသေးဝတိအဲ့ဒီလောရရဲ့အကျိုးပေါ်လာပြီဆိုလို့ရှိရင်အကျိုးတရားကိုချိန်မိတ်ပြီးတော့ငိုကြွေးခံစားရတဲ့လောရမျိုးဟာ မကောင်းတဲ့လောရပဲတဲ့ဆက်ဆော့ဘုရားကလူတိုင်းနားလည်အောင်လို့မကောင်းမှုဆိုတာဒါခေါ်တာလို့ဒီလိုရှင်းပြတာเนาะ ကောင်းမှုဆိုတာကြတော့ကြောင်းမြန်ပြန်ပြီးတော့မှတ်ရမယ်။လုံးပြီးတဲ့ကိစ္စတစ်ခုဟာဘယ်တော့မှပြန်ပြီးငါလုံးမိတာမှားနေခြင်းတို့တောင်းတပူပန်မှုကိုမဖြစ်စေဘူးဆိုရင်ကောင်းတဲ့အလုပ်ကောင်းမှုပဲ။တခါအကျိုးပေါ်လာလို့ရှိရင်လည်းရရှိလာတဲ့အကျိုးကိုဝမ်းမြောက်ဝမ်းသာပိဋိသောမနတ္တနဲ့ခံစားရပြီဆိုလို့ရှိရင်လည်းကောင်းတဲ့လုပ်ရလို့ဒီလိုပြောတယ်။ ဲ့တော့ကောင်းမှုမကောင်းမှုကိုကြည့်ပြီးတော့ဘုန်းကြီးတို့တည်းတန်တရားခရီးသွားနေတဲ့အခါမှာဟောအမားကိုမလုပ်ပြီးစင်နေဆိုမကောင်းတဲ့အမှုတွေမလုပ်ပြီးစင်နေလို့ပြောလို့လားအဲ့ဒီအမားကိုလုံးမိပြီဆိုလို့ရှိရင်သူ့အမားကနေပုံဖော်ပေးလိုက်တဲ့သူ့အမားကနေဖြစ်ပေါ်စေတတ်တဲ့အကျိုးတက်ရောက်လာပြီဆိုလို့ရှိရင်အမြဲတမ်းဒုက္ခရောက်တတ်တယ်တဲ့ ဲ့ဒါလေးတွေကိုတာရကချိန်ချင်ရအောင်တာရကတွေညောင်များစွာရှိတဲ့ထဲကနေပြီးတော့တခုစီထုတ်ဆင်ပြီးတော့ချိန်မယ်ဆိုရင်ဆိုပါစို့တာဝဋ္ထိပြေကတတိတယောက်သူ့နာမည်ကပါလာတဲ့အဲ့ဒီပါလာဆိုတဲ့တတိတယောက်ဟာမြတ်စွာဘုရားကိုတရားနာရတဲ့အခါမှာ တရားကိုသိတဲ့ဘောကြ။အော်ဒီတရားကိုပြည့်ပြည့်ဝဝလိုက်နာရှင်းသုံးဖို့ဆိုတာလူပေါင်းလူဘဝမှာနေလို့မဖြစ်ဘူး။သာသနာပေါင်းဝင်ပြီးတော့ခြင်းမှသာနဲ့ပြည့်ပြည့်စုံစုံခြင်းနိုင်ပါလို့ဆိုပြီးတော့အဲ့ဒီပါဠိဆိုတဲ့တထေးဟာသာသနာပေါင်းဝင်လာတဲ့ဝင်လာပြီးတဲ့အခါတရားကျင့်တယ်ပေါ့တရားကျင့်တဲ့အခါမှာ ။ဘာဖြစ်လာတော့ဆိုမျက်စိယောဂာယ။တဝရင်းလုံးမအိပ်မနေထိုင်ပြီးတော့တရားကျင့်လိုက်တဲ့အခါမျက်စိယောဂာယ။နောက်ဆုံးမှမျက်စိယောဂာကမတက်တာဘူး။တစားတဲ့တစားဆိုးပြီးတော့ဉာဏ်တာဖြစ်တဲ့နေ့ကျတော့မျက်စိလည်းကွယ်သွားတဲ့ဉာဏ်တာလည်းဖြစ်တယ်။တပြိုင်တည်းလိုဖြစ်တယ် စိတ်ထဲမှာဆွဲကပ်နေတဲ့ကိလေသာအာတောတွေလည်းအကုန်ချုပ်ငြိမ်းသွားတယ်လို့မျက်စိနှစ်ကွင်းကလည်းပဲအလင်းမရဖြစ်သွားတယ်အဲ့ဒါလို့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကြီးယဟန္တာဘဝရောက်ရတဲ့တည်းဘာဖြစ်လို့မျက်စိကွယ်ရတာတော့လို့ဆိုသာသနာတန်တရာမှာခီးသွားတော့ကအမှန်တော့မိခဲ့လို့ ဒါကြောင့်မလို့ဘုန်းကြီးတို့တွေအမှားမလို့မိစင်နဲ့လို့ပြောတာနော်တခုသောဘဝမှာ तू ကဆေးစရာဖြစ်ခဲ့ဆေးစရာဖြစ်တဲ့အခါကျတော့ကုကေလို့ဆိုမူပိုင်းဒေါက်တာပေါ့နော်ဖုန်းနဲ့ဒီနဲ့လှည့်ပြီးတော့ဆေးကုတာအဲ့ဒီလိုလှည့်ပြီးတော့ဆေးကုတော့ခြေရတေရရောက်သွားတယ်မျက်စိအထူးကုအနေနဲ့မျက်စိကုမယ် ရစီယောဂရှိတဲ့ပုဂ္ဂိုလ်တွေဆွေးကုကျင်တယ်ဆိုတော့အမျိုးသမီးတယောက်ကမျက်စိယောဂဖြစ်တယ်မျက်စိယောဂဖြစ်နေတော့ဒီကုမဲလို့မျိုးသမီးရဲ့မျက်စိယောဂကိုကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဘာပြောတော့ဆိုဆွေးဘွားကအတွက်စကားပြောတာပေါ့နော် ဒီမျက်စိယောဂကိုပြောင်းအောင်ကုပေးမယ်ပြောင်းလို့ရှိရင်ဘလောက်ပေးမလဲပေါ့အဲ့ဒီမျက်စိယောဂတဲ့အမျိုးသမီးကလည်းဆရာပေါင်းကိုစုံးနေသူမျက်စိကမသက်တာဒီတကြွရွယ်နဲ့မျက်လုံးကြီးကနေရဲ့မသက်တာအဲ့ဒီဆရာကအာမခံနေသူပြောင်းအောင်ကုနိုင်တယ်သို့တော့ပြောင်းရင်ဘာပေးမလဲပေါ့ ငွေချေးစကားပြောကြတယ်စကားပြောတဲ့အခါကျတော့အဲ့ဒီမျိုးသမီးကပါပြောလိုက်တော့ဆိုဆရာရဲ့ငွေချေးတော့ပြောမနေပါနဲ့ကျမမျက်စိကြောက်အောင်ကုနိုင်ရှိတဲ့ပစ္စည်းတွေအကုန်ပုံအပ်ပြီးလူကိုယ်တိုင်ကြုံခံမှမယ်လို့ပြောရှင်တော်လူတွေကလည်းစကားကိုအလွန်ကြုံပြောမိတတ်တယ်နှုတ်လွန်ကြုံဖြစ်ဆိုရှိတယ်မဟုတ်လား ေးစကားပြောတဲ့အခါမှာအမတန်မှဆင်ခြင်ပြီးတော့ပြောတဲ့နေပေါ့သူကအဲ့ဒီလိုအလွန်ကြုံပြောလိုက်တော့ဆရာကလည်းကောင်းပြီဆိုပြီးတော့သူအစွမ်းထက်တဲ့သူ့မျက်စင်းတွေခေါ်ဆက်ပြီးတော့အဲ့ဒီအမျိုးသမီးကိုမျက်စင်းခတ်ပေးလိုက်တာဣဒာတို့အများကြီးတက်တာတော့ကြောက်တော့ဖြစ်သွားတဲ့အခါကျတော့ ခုနကစကားတွန်ထားတဲ့အတွက်ကြောင့်အဲ့ဒီမျိုးသမီးရတယ်ပဲအကလေးသူစကားတိုင်ဆိုရှိတဲ့ပစ္စည်းတွေဆေးเสียပုံအပ်ပြီးသူကိုယ်တိုင်ကျွန်ဖြစ်တော့မယ်အဲ့တော့သူဘာလုပ်ဖို့ဘာလုပ်ရတော့ဆိုလို့ရှိရင်စကားကကျွန်းနေပြီစကားကျွန်းရင်နှုတ်လို့မရဘူးအဲ့တော့ဆရာကလာပြီးတော့မေးတယ်ဘယ်နဲ့လဲမျက်စိယောဂတက်တာလားလို့ဆိုဆရာရဲ့ အရင်တော့နည်းနည်းကျိန်းတာအခုဆရာဆီခတ်လိုက်မှပူကျင်းသွားတယ်။သူကလည်းလိန်တာပဲလေ။မျက်စိပူကျင်းနေအောင်ဆောင်းဟိုဆရာကလည်းသိတယ်သူယောဂသူဆီစွန့်ထက်တယ်။မျက်စိယောဂတက်တာတယ်ဆိုသိတယ်။အဲ့ဒီနေရာလေးမှာသူကအမှားလုပ်လိုက်တယ်။တကယ်ကတော့သူကစေရနာထားရမှာမျက်စိယောဂပြောက်အောင်ပဲ။စေရနာထားအောင်။သို့သော် ူးစိတ်ထဲမှာစိတ်ဆိုးစိတ်မိုက်ကဝင်လာဘယ်လိုဝင်လာလဲအေးသူပေးမဲ့စေဘဝကလည်းငါမယူခြင်းဘူးဒီအမျိုးသမီးတော့သိစေရဲ့မျက်စိကန်းအောင်လုပ်ပဲဆိုအတွေးဝင်သွားတယ်အဲ့ဒါကိုပဒုဋ္ဌစိတ်လို့ခေါ်တယ်မုန်ဒီတဲ့စိတ်ကနေပြီးတော့အမှားတစ်ခုကိုသူလုံးမိလိုက်ပါလို့လေဆိုရင် မျက်စိကန်းစီတဲ့တဆေးကိုဖော်ဆက်လိုက်ဖော်ဆက်ပြီးတဲ့အခါအိမ်ပြန်ပြီးတော့သူအိမ်ရှင်မကိုတိုင်ပင်သေးတယ်ဒီလိုပဲငါ့ကိုဆေးဘဝကမပေးခြင်းလို့လိန်နာကဲလိန်နာကြရင်သိစိတ်ပဲပေါ့မျက်စိကန်းနဲ့ဆေးခပ်ပြီးပိုရောက်တဲ့အခါကျတော့ကဲမျက်စိမသက်သာရင်ဒါလေးပြောင်းခတ်ကြည့်ပါဆိုပြီးသူကိုယ်တိုင်မှာခတ်ပေးတာ ဆေးလဲခတ်လိုက်ရောတခါတည်းမျက်လုံးဟာတအားဆက်ပြီးတော့ဖူးရောင်ရောင်ဖြစ်ပြီးနောက်ဆုံးမျက်စိပေါက်သွားပြီးဖြစ်အောင်ဖြစ်သွားတယ်။အဲ့ဒါသံတရားတွင်မှအမားတစ်ခုလုံးလိုက်တာပဲ။အဲ့ဒီအမားလုံးပြီးတဲ့အတွက်ကြောင့်ဆေးသမားဘဝကတည်တဲ့အခါကျတော့ငရေကြပြီးတော့ဘဝအချိန်ချင်းမှမျက်စိကွယ်ခဲ့ရတယ်။ ။အော်ယခုခေတ်မှာလည်းမျက်စိကွယ်တဲ့လူတွေမရှိဘူးလား။မရှိပါဘူး။တန်တရာတော့ကတခုအမှားလုပ်ခဲ့တဲ့ပုံစံတွေပါကောင်းပါလိမ့်မယ်နော်။အဲ့ဒါကြောင့်မလို့ခေါင်းကြီးတွေတန်တရာကျင်လဲနေတဲ့အချိန်လေးမှာဘာမှတန်ဖိုးမရှိတဲ့ဆေးဘဝကလည်းအကြောင်းပြုပြီးတော့အမှားတခုသွားလုပ်လိုက်တယ်။ယဟနာဖြစ်တဲ့ဘဝတော်မှာမျက်စိနဲ့ကွယ်အလင်းမရတဲ့ဒုက္ခိတဖြစ်မသွားဘူးလား။ဒါကြောင့်မို့လို့ တဏ္ဍာရခยีသွားနေတဲ့အချိန်မှာအမှားမလုံးမိစေနဲ့အမှားလုံးမိလို့ရှိရင်နိဗ္ဗာန်ဝင်ရတာတောင်မှမျက်စိမပါဘဲနဲ့ဝင်ရတဲ့ခင်ရောက်နေပြီဟုတ်ကဲ့လားဒါကြောင့်မလို့ဒီလိုအမှားမျိုးမလုံးမိစေရဝိကျေရတာကဘလောက်မှတန်ဖို့မရှိဘူးမရတာလည်းဘလောက်မှတန်ဖို့ပြောမသွားဘူးကိုလုံးလိုက်တဲ့လုံးရဟာဘုဒ္ဓဘက်သားကမျက်စိ ကွယ်သွားတာတစ်ခါပဲကွယ်တယ်ကိုယ့်ရဲ့စေရနာဆိုးကြောင့်ကိုယ့်အကျိုးပေးတာရဟနာဖြစ်မဲ့ဘဝထီအောင်ဘဝတိုင်းဘဝတိုင်းလို့မျက်စိတွေကွယ်ခဲ့ရတယ်ဒါဆိုလို့ရှိရင်တရားချိန်ခင်သူရဲ့ပြိဋ္ဌာတ်တော်ကစဉ်းစားမိလိုက်ပဲသူ့မျက်လုံးတစ်လုံးပဲကန်းအောင်လုပ်ခဲ့တာကိုယ့်ကြတော့ဘာကြောင့်အချိန်ချင်းကန်းရအောင်လို့ဆိုစေရနာဆွမ်းအားတွေကနည်းတာမဟုတ်ဘူး ဒီမျိုးသမီးမျက်စိကွယ်အောင်လုပ်မယ်လို့ဆိုတဲ့အတွေးတွေကအရှိပိုင်းမှာတိမ်တန်းကြေတိအောင်စေရနာဆိုးတွေပေါ်ခဲ့တယ်။နောက်ဆုံးမှအိမ်ပြန်တိုင်ပင်ပြီးတော့ဒီမျက်စိကွယ်တဲ့အဆေးကိုဖော်ဆက်ပြီးတော့ကိုကိုယ်တိုင်ဖတ်ခတ်ပေးခဲ့တယ်ဆိုတဲ့ဒီစေရနာလောက်ရတဲ့ဟာအနေနဲ့မှမဟုတ်ဘဲကိုဆိုပါစို့ တရေပင်လေးတပင်တရေစီလေးတစီကိုဆိုက်လိုက်တာ အပင်ဖြစ်လာတဲ့အခါကျတော့တရေသီးဟာထောင်တော်မကတီးတယ်မဟုတ်လားအဲ့လိုမျိုးလိုပဲကိုယ့်ရဲ့ကလေးရဲ့တခုတည်းပဲဖြစ်စီတီးလာတဲ့စေတနာတွေကမြောင်များစွာဖြစ်သည့်အတွက်ကြောင့်စေတနာတစ်ခုအကျိုးပေးတာကြောင့်မဟုတ်လို့စေတနာတစ်ခုကြောင့်ခေရကြတယ်နောက်စေရနာတစ်ခုကြောင့်မျက်စိကွယ်ရတယ်နောက်စေရနာတစ်ခုကြောင့်မျက်စိကွယ်ရတယ်ဆိုတော့ မျက်စိပေါင်းမြောင်များစွာပွေရတယ်ဆိုအကျိုးခံစားရတယ်ပေါ့အေးဒါကြောင့်မလို့တန်လျာခီးသွားနေတဲ့အချိန်မှာအမမလုံမိစေဖို့တတိထားကြရမယ်ပါမဒီအဒရာဆိုတာတသက်စာလည်းမဟုတ်ဘူးเนาะအကယ်၍မေတ္တာထားလိုက်မယ်ဆိုရင်ယန္တာဖြစ်တဲ့ဘဝမှာမျက်စိကြွယ်ဖို့အကြောင်းမရှိတော့ဘူးပေါ့ဒါကြောင့်မို့ ီလိုအမမိမျိုးမလုပ်စေဘူးနောက်တကအမလုပ်တယ်ဆိုတဲ့နေရာမှာဒေါသကြောင့်အခုကဒေါသစိတ်နဲ့အမလုပ်တာနော်ဒေါသစိတ်နဲ့အမလုပ်တယ်လို့နောက်ဒေါသတစ်မျိုးကကြောက်တယ်ဆိုတဲ့ဟာလည်းပဲအမပဲကြောက်လို့လှုပ်တာပဲဖြစ်စီမနာလို့လှုပ်တာပဲဖြစ်စီဒီစိတ်ရဲ့အခြေအနေတွေဟာ လူတွေဟာကြောက်ရင်လည်းပဲအမှလုံးမိတတ်တယ်။ချစ်ရင်လည်းအမှလုံးမိတတ်တယ်။မုန်းရင်လည်းအမှလုံးမိတတ်တယ်။ဟိုမသိရင်လည်းအမှလုံးမိတတ်တယ်ပေါ့။ဆိုလိုတာကတော့အဂတိ၄ပါးလို့ဆိုလိုတာပေါ့နော်။စန္ဒချစ်ခင်ခြင်းကြောင့်လည်းမမှရင်လုံးတတ်တယ်။ဒေါသဘုံတိခြင်းကြောင့်လည်းအမှလုံးမိတတ်တယ်။မောဟ အမှန်မသိခြင်းတွေ့ဝေခြင်းကြောင့်လည်းအမှားလုံးမိတတ်တယ်ဘယကြောက်ခြင်းကြောင့်လည်းအမှားလုံးမိတတ်တယ်ကဲနောက်တစ်ခုကိုကြည့်အောင်တန်လျာခရီးသွားနေတဲ့အချိန်မှာအမှားအရင်းနေသွားလုံးမိတာအာမဝတိဥဒိဏမင်းကြီးရဲ့မိဖုရားပါမဝတိဆိုတာရှိတယ်ကောသမီတီကဥဒိဏမင်းကြီးမှာပါမဝတိဆိုတဲ့မိဖုရားရဲ့ ဝါတုလတတ္တာဆိုတဲ့မိဖုရားရဲ့ပါဂန္တိယာဆိုတဲ့မိဖုရားရဲ့မိဖုရားတော်အုပ်ရှိတယ်။အဲ့ဒီမဲ့တာမဝတိဆိုတဲ့မိဖုရားဟာလက်တော်ပြတ်တက်ကြီးတစ်ခုလုံးမိလောင်ပြီးတော့အချမ်းရံ900နည်းနဲ့ကတည်ဆုံးသွား။ခုခေတ်လိုပြောမယ်ဆိုရင်ဒါအသေးဆုံးနဲ့တည်သွားတာပေါ့။သူတို့နေတဲ့ဆန္ဒဟာမိလောင်ကျွမ်းသွားတယ်။အဲ့ဒါနဲ့ မီးတွေပါသွားတယ်လူ900မီးလောက်လို့သေတယ်ဆိုတော့နေတာမှမဟုတ်ဘူးနဲ့เนาะတယောက်တလေသေတာမဟုတ်ဘူးအဲ့မီးလောက်တာနဲ့တခါတည်းတမဝတိအမှုရှိတဲ့မီးတရား900လုံးကမီးလောက်ပြီးတော့သေသွားကြအဲ့လိုမီးလောက်ပြီးတော့ဘာကြောင့်သေရတာတုံးလို့ဆိုလို့ရှိရင်တော့မျက်မြင်အားဖြင့်ပြောမယ်ဆိုရင်ဟုတ်မကောင်းကြံတဲ့မာဂန္ဒီမီးတရားကနေပြီးတော့မီးရှို့လို့မီးလောက်ခါရတယ်လို့ အပြင်မှာတော့အဲ့လိုကြားရမှာပေါ့သို့တော့မဟုတ်ဘူးတာမဝတိမီးလောင်လို့တရားတာသူတခုသောဘဝမှာအမားလုခဲ့တန်တရားခྱི་သွားနေတဲ့အချိန်မှာသူအမားတခုလုခဲ့ဘာလို့လုပြီတော့ဆိုတော့ဘုရားတော်ကလည်းသူကဘင်းရဲ့မိဖုရားဉာဏ်ကြီးတော်နဲ့တူတူသူခိကမိဖုရားတွေအနေနဲ့မြစ်စိတ်ကိုဆင်းပြီးတော့ရေချိုးလေးရှိတယ်ပေါ့နော် အဲ့လိုမျိုးစိတ်ကိုဆင်းပြီးတော့ရေချိုးတဲ့အချိန်မှာအရင်နန်းတော်မှာပိစိကဗုဒ္ဓ၈ပါးကနေစဉ်ဆွမ်းသာကြွလိမ့်ရှိအဲ့ဒီနေ့မှာပိစိကဗုဒ္ဓ9စုကတော့ခန္ဓာမာရဏတောင်းကိုပြန်ကြွသွားပြီတော့တပါးကတော့မကြွဘဲနဲ့အဲ့ဒီမြေကန်းနာကခြုံပုတ်တစ်ခုထဲမှာထိုင်ပြီးတော့ခြုံအောက်မှာတမာဘဝင်စားနေလူမမြင်သူမမြင်ခြုံထဲမှာဝင်ပြီးတော့တမာဘဝင်စားနေ အဲ့ဒီအချိန်မှာဒီမာဂန္ဒီတို့အဲသာမဝတိအလောင်းဖြစ်တဲ့အဲ့တုန်းကလည်းပဲမိဖုရားမောင်မမိတ်တန်900သူတို့အဖွဲ့ရေချိုးကြတယ်ရေချိုးတာအာယဘယာရေချိုးရင်းကနေပြီးတော့ချမ်းတဲ့အခါကျဘာလို့ချင်လို့ဆိုတော့ဤလုံညင်တာပေါ့ဤလုံညင်တော့ခုနကပိစိကဗုဒ္ဓထိုင်းနေတဲ့ခြုံပုတ် ကောင်းအောင်ပစ္စည်းကဘုရားထိုင်းနေမှမသိဘူးဒီချုံမုတ်ကြီးကိုမိတိုက်လိုက်ရင်တော့တို့မိလုံလို့ရမှာပဲဆိုချုံမုတ်ကြီးကိုမိတိုက်ကြချုံမုတ်ကြီးမိတိုက်လိုက်လို့မိတွေလောင်တဲ့အခါကျတော့ပစ္စည်းကဘုရားကတော့နေရတဲ့တမဘဝင်စားနေတာဆိုတော့ဘာမှမဖြစ်ဘူးတမာတိအစွမ်းအားကြောင့်ပစ္စည်းကဘုရားကိုမိမလောင်သူတော့ချုံမုတ်ကြီးမိလောင်သွားတဲ့အခါကျတော့ကိုရောကြီးကငုံတုတ်ပေါ်လာတယ် ေါ်လာတဲ့အခါကြည့်လိုက်တော့ဟာတို့အိမ်စွန်းစားကြတဲ့ပစ္စကဗုဒ္ဓရှိပဲဘယင်းကြီးသိရင်တော့တို့တော့တတ်တော့မှာပဲသူ့စိတ်ထဲမှာတော့မလုံတော့ဒါသိသွားပြီလို့ထင်တာပေါ့အဲ့ဒီတော့ကမသိလို့မီးရှို့တာကတော့ဒါကံမမြောက်သေးဘူးပေါ့အခုတော့မဖြစ်သေးဘူးတို့ရဲ့ရွယ်ချက်ကဘာတော့ဆိုမီးလုံခြင်းလို့မီးဖို့တာခြုံလို့မီးရှို့တာ အဲသစ္စာဘုရားပေါ်လာတဲ့အခါကျတော့ငါတို့အစဖြောင်းပါပဲလက်ရတို့လှုပ်ထားတဲ့ဟာကိုအစဖြောင်းပါပဲဆိုပြီးတော့အနိနာမှာရှိတဲ့ထင်းတွေတက်ကိုင်းတွေချိုးကြပေါ့ထင်းကြောက်တွေအကုန်စုသစ္စာဘုရားကြီးဝိုင်းပြီးတော့ထင်းတွေပုံပုံပြီးပြီဆိုတဲ့အခါကျတော့ကဲအစပြောင်းအောင်တိုက်မယ်ပေါ့အဲ့ဒါကကျတော့အကုသို့ဖြစ်သွားပြီအမှားလုပ်လိုက်တာအကယ်၍သူတို့မတော်တဆဖြစ်တဲ့နှောင်းကဆက်ပြီးတော့ အမားမလုတ်ဖဲနဲ့ပိစိကဗုဒ္ဓကိုရှ िख ိုးတောင်းမှမသိလို့လုံးမိတာပါလို့ဆိုလို့ရှိရင်ပိစိကဗုဒ္ဓကလည်းဝိနိဗ္ဗာန်စံနာမမဟုတ်ဖဲတမာရီစွာအားကြောင့်မီးမလောင်တာပဲဖြစ်တဲ့အချိန်တိုင်ရင်တို့ကသူထပြန်တော့မှာနော်သူတို့မီးနဲ့အချိန်ချိန်တိုက်လည်းပဲဒီကိုယ်တော်ပြန်တော်မူမှာမဟုတ်တာအဲ့ဒါကိုမသိတဲ့အခါကျတော့အစဖြောက်ဆိုပြီးတော့ချင်းနေနဲ့ပုံပြီးတော့မီးဝိုင်းရှို့ကြတာ မိဝဲရှုပြီးတော့ကဲမိကျွန်းလောက်ပြီဆိုပြီးတော့နန်းတော်ပြန်တော့ကြဘယ်လိုမလဲဒီကိုတော်ကသင်္ကန်းနေပြားနေဖုံဖဲ့ထားပြီးနောက်ရကြဆုံးသာကြွာဟောသူတို့ရဲ့စေရနာဆိုလို့ရကပိစိကဘုရားပြိနိဗ္ဗာန်စံမသွားတော်လည်းပဲစေရနာနဲ့မိတိုက်ခဲ့တဲ့အတွက်ကြောင့်တမာဝတိမှုရှိတဲ့မိပြားတွေဟာအဲ့ဒီဘဝကတည်တဲ့ကငယ်ရောက် ဖြစ်လျက်ဘဝဖြစ်လျက်ဘဝမှာသူတော့ဤလောင်လောင်ပြီးတော့အသေးရတယ်။ဟောခုခေတ်လည်းပဲဖះရှိလို့မေးကြည့်လို့ဖះကိုမေးလျောက်ကြည့်လို့ရှိရင်အသေးဆုံးနဲ့တည်တဲ့ပုံကိုယ်တွေကတန်တရာခီးသွားရင်ကအမှားလုပ်ခဲ့တဲ့ပုံကိုယ်တွေဖြစ်နိုင်တယ်။